အင်းနေဝင်းနေတဲ့အင်လွမ်းစာပရိသတ်လေးတွေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွမ်းစာစီစဉ်လေးမှာတော့မနက်စာကိုအိမ်မှာရိုးရိုးရှင်းရှင်းနဲ့လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ငပိပုတ်စီစံထမင်းနယ်လေးလုပ်စားပါမယ်နော်နေ့လယ်စာကိုတော့ငလိပ်ကြကိုလေးချက်မောင်ရက်လေးနဲ့ချင်းချင်းဆက်ဆက်လေးချက်မယ်ပေါ့နော်မနက်စောစောပဲပြုတ်တယ်မှာစရောပဲပြုတ်လေးဝဲခဲ့ပါရင်ရှင်မစားရတာကြာပြီဖြစ်တဲ့ငပိပုတ်စီစံလေးလုပ်ပြီးတော့ပဲပြုတ်လေးနဲ့နေစားမယ်ပေါ့နော် အရင်ဦးဆုံးငပိကိုတသားထုံလေးမှာခပ်ပပလေးကပ်ပြီးတော့กินပါမယ် အနံ့လေးမွေးပြီးတော့အရောင်ရဲရဲလေးဖြစ်အောင်လို့မီးအေးလေးနဲ့ပဲกินလိုက်ပါမယ်ရှင်။နပိအနံ့လေးကတော့မွေးနေရပါရှင်။ဒီလိုအရောင်လေးပြောင်းပြီးတော့အနံ့လေးမွေးလာပြီဆိုလို့ရှင်တော့နပိပုံလေးကတော့ရပါပြီရှင်။ဒါဆိုရင်အေးအေးခံပြီးတော့ခွာလိုက်မယ်နော်။ပြီးရင်တော့စီလေးဆန်းလိုက်ပါမယ်ရှင်။သမင်းပုပ်ကူလေးကိုငပိပုပ်စီစံလေးထည့်ပြီးတော့တမတော်လိုနေလိုက်မယ်နော်။ပြီးရင်တော့စတော်ဘဲပြုတ်လေးထည့်ပြီးတော့နေပါမယ်။ ဇတော်ဘဲစားကိုတခြားပေးပြုတ်လေးထည့်ပြီးနေစားမယ်ဆိုရင်လည်းရပါတယ်ရှင်။အနံလေးမွေးပြီးတော့အရန်ဥမစားလို့ကောင်းတဲ့ငပိပုတ်စီစံထမင်းနဲ့လေးရပါပါရှင်။ပစုံချောက်လေးပါထည့်လိုက်ပါမယ်နော်။ငချောက်ပုတ်လေးနဲ့စားမယ်ဆိုရင်လည်းရတယ်ပေါ့နော်။အနံလေးကမွေးပြီးတော့စားလိုက်လို့ရှိရင်ကစိတ်စိတ်လေးနဲ့အရန်ဥမစားလို့ကောင်းတဲ့စားစရာလေးတစ်မျိုးပဲဖြစ်ပါရဲ့ရှင်။ကဲမနက်စာလေးကလည်းစပြီးပြီဆိုတော့ဒီလေစာအတွက်ကိုငလေးเจ้าနဲ့ချက်မောင်ရွက်ကိုဟင်းချက်ဖို့ပြင်လိုက်ပါမယ်နော် ငားရင်ချက်ဖို့အတွက်အနေတော့အတုံးလေးတုံးပါမယ်။ငားကများနေရဆိုလေတဝက်ကိုกินပြီးရင်ပအုံးရင်ငပိတုပ်လေးနဲ့တိုးစားမယ်ပေါ့နော်။ငားတုံးပြီးရင်တော့ရေအထက်ထက်ခါခါစီပါမယ်။အနမ်းနဲ့အချွဲတွေပြအောင်လို့လေစားနေနေပြီးတော့ထပ်စီပြီးပါမယ်ရှင်။ ရေစေးပြီးပြီဆိုလို့ရှင်တော့ကင်မဲ့ငါးကိုကစားနေနေပြီးတော့နှစ်ထားလိုက်ပါမယ်။ရင်းချက်မဲ့ငါးတွေကိုတော့စားမနှွေးနဲ့အရသာဝင်အောင်လုပ်နေပြီးတော့နှစ်ထားလိုက်ပါမယ်နော်။ငါးနှစ်ထားတော့မှာကချမောင်ရွက်တွေကိုချွေပါမယ်။ပြီးလို့ရှင်တော့ဟင်းနှစ်အတွက်ကိုကကြစ်သွန်ဖြူ၊ရုပ်သီးစိမ့်နဲ့ကြစ်သွန်မျိုးထားပါမယ်ရှင်။ဟင်းအနှစ်ရပြီဆိုတော့ငါးရင်ချက်ပါမယ်နော်။ထောင်းထားတဲ့ဟင်းနှစ်ကိုထည့်မယ်။ အရသာအတွက်ကစဉ်းစားငပိနဲ့စားနေငယ်ထဲပါမယ်။စီကိုလည်းပါရီဆိုယုံလေးပဲနေငယ်ထဲပြီးတော့မှအလုံးသမတောင်းလူနေလိုက်ပါမယ်ရှင်။ပြီးရင်တော့ငရုတ်သီးစိမုံလေးထဲပါမယ်။တချို့ကလည်းအယောင်တင်မုတ်လို့ခေါ်ကြရပေါ့နော်။အယောင်တင်မုတ်မထည့်ပဲနဲ့ချက်မယ်ဆိုလို့ရှင်လည်းရပါရဲ့ရှင်။အရသာရင်နဲ့အလုံးသမသွားပြီဆိုရင်တော့လုံးနေအောင်လုပ်ချက်ပါမယ်။ပြီးရင်တော့ရေးထည့်ပြီးတော့ငါးချက်တည်းထည့်ဦးချက်ထားလိုက်ပါမယ်နော်။ กินแม่งาကိုလည်းငပြောရွက်လေးနဲ့ထုတ်ပြီးတော့မီးအေးလေးနဲ့ပဲกินထားလိုက်မယ်เนาะချက်ထားတဲ့ငါးကလည်းကြက်ခါနီးပြီဆိုတော့လေရေစေးသားရဲ့ချက်မောက်ရက်လေးထည့်ပြီးတော့မှချက်ထားလိုက်ပါမယ်เนาะချက်မောက်ရက်ထည့်ပြီးရင်တော့အကြာကြီးချက်စရာတော့မလိုတော့ဘူးပေါ့เนาะကဲငိုင်းအနံ့လေးကတော့မွေးနေရပဲရှင်အရသာမီးကြည့်ပြီးတော့လိုအပ်တိုင်းထည့်ထည့်လို့ရပါတယ်နောက်ဆုံးမှာငရုတ်သီးစိမ်းလေးထည့်ပါမယ် ချက်ထားတဲ့ငိုင်းလေးကဒီလောက်ဆိုရင်တော့ကျက်ပါပြီเนาะဒါဆိုရင်တော့ထမင်းစားလို့ရအောင်လို့ပြင်လိုက်ပါမယ်เนาะဒီနေ့ထမင်းဝိုင်းလေးမှာတော့ချင်းချင်းဆက်ဆက်ချက်ထားတဲ့ငလေးကြောင်ရဲ့ချက်မောင်ရဟင်းလေးရဲ့ပြီးရင်တော့ငလေးကြောက်ကင်လေးနဲ့လိုက်အောင်လို့ပုံးရင်ငပိတုတ်လေးပါတုတ်ထားပါတယ်ရှင်ငလေးကြောက်ချက်မောင်ရဟင်းလေးနဲ့ထမင်းမမေလေးစားကြမယ်เนาะငိုင်းလေးကစားလိုက်လို့ရှင်လေးချင်းချင်းဆက်ဆက်လေးနဲ့အယံဝါပဲစားလို့ကောင်းပါတယ်ရှင် ငလေးကြောက်ခင်ကိုဒီလိုပအုံးရင်ငပီးတုတ်တို့တမယာတိငပီးတုတ်တို့နဲ့တို့ပြောစားမယ်ဆိုလို့ရှင်လည်းအရင်လိုက်တယ်ပေါ့နော်ပေရပေဒေတာဝယ်ရရောက်ဒီလိုရိုးရှင်းတဲ့ဒေတာစားစရာလေးကိုကပြန်ပြီးတန်းတမ်းမိကြတာတော့အမှန်ပါပဲเนาะငငယ်ကအိမ်မှာစားခဲ့ရတဲ့ထမင်းဝိုင်းလေးကိုအလံပြေချမ်းနေလို့မျှလင့်ပါတယ်အိမ်နဲ့ဝင်းနေတဲ့အိမ်မှာစားပရိသတ်လေးအားလုံးလည်းအမြန်ဆုံးအိမ်ပြန်နိုင်ပြီးတော့မိသားစုထမင်းလက်ဆောင်စားနိုင်ကြပါစေလို့အိမ်မှာစားဖွဲ့သားရဲ့အနေနဲ့ဆုတောင်းပေးလိုက်ပါရရှင်